ါခင်ဗျာဒီဗီဒီယိုမှာတော့ကျွန်တော်က accounting equation နဲ့ပတ်သက်တဲ့ exercise လေးတွက်ပြမှာဖြစ်ပါတယ် accounting professional တွေလာမဲ့တယောက်က accounting equation နဲ့ data entry ကိုပိုင်မှာဖြစ်ပါတယ်မပိုင်လို့ရှိလို့ရှိရင်ကျွန်တော် account ကိုနိုင်မှာမဟုတ်ပါဘူးဒါကြောင့်မလို့ accounting equation နဲ့ပတ်သက်တဲ့ exercise လေးကိုကျွန်တော်နမူနာတွက်ပြမှာဖြစ်ပါတယ်နမူနာမတွက်ပြခင်မှာ accounting အခြေခံနဲ့ပတ်သက်တဲ့အချက်လေးကိုပြန်ပြီးတော့ကျွန်တော်ပြန်ပြောမှာဖြစ်ပါတယ် အရင်အရင်ဗီဒီယိုတွေမှာတော့ကျွန်တော် accounting နဲ့ basic နဲ့ပတ်သက်တဲ့အားလေးတွေကတင်ပြတာဖြစ်ပါတယ်ပြန်ကြည့်လို့လည်းရပါတယ်အဲဒီ assets liabilities and equity or capital အကြောင်းကိုကျွန်တော်နည်းနည်းလေးသိရမှာဖြစ်ပါတယ်ပထမဆုံးက assets ပါ assets ဆိုတာကံတီတစ်ခုမှရှိတဲ့ပိုင်ဆိုင်မှုတို့မျိုးရစရာရှိတာကို asset လို့ခေါ်ပါတယ် assets are anything valuable that your company owns ဘယ်ကံတီကပိုင်ဆိုင်နေတာလဲ asset ပါ okay asset မှာနှစ်မျိုးရှိပါတယ် နန်ခါရန်နဲ့ခါရန်ဆိုတဲ့မျိုးရှိပါတယ်။နန်ခါရန်ဆိုတာကကမ္ပဏီမှာပိုင်ဆိုင်တဲ့တစ်နှစ်တည်းပူပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုနန်ခါရန် assets လို့ခေါ်ပါတယ်။ long term investment တွေဖြစ်ပါတယ်။လိုအားမျိုးလဲဆိုလို့ရှိရင်ကမ္ပဏီမှာရှိတဲ့ premises တွေနော်ကမ္ပဏီရဲ့ရုံးခန်းတွေနော်ကုမ္ပဏီပိုင်ဆိုင်မှုတွေ motor vehicle တွေနော် manufacturing company မှာဆို equipment တွေနော် goodwill လို့ခေါ်တဲ့နာမည်ကောင်းတွေ patent ဆိုတဲ့ပိုင်ခွင့်တွေ copyright တွေဒါတွေက company ရဲ့ တနည်းတစ်ပုံပဲစီးနေမှာ non car access တနည်းအားဖြင့် fix asset လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ current asset current asset ဆိုတာ company တစ်ခုမှာရှိတဲ့တနည်းတွင်ငွေဖြစ်လွယ်တဲ့ asset လို့ခေါ်တယ်တကယ်တမ်းကျတော့ within one year တနည်းတွင်ပိုင်ဆိုင်မှုတွေပါဘာလဲဆိုလို့ရှိရင် bank တို့ cash တို့ company မှာရှိတဲ့ bank account မှာရှိတဲ့ငွေတွေ cash တွေ trade receiver ကုန်သွယ်လို့ရတဲ့အရှိလားကျွန်တော်တို့က customer တွေအကျွေး credit sales လုပ်ရတဲ့အခါမှာရရရှိတဲ့ trade receivable တွေ current asset ပါ other receivable တခြားရရရှိတာတွေ closing inventory ကုန်ပြီမှာရှိတဲ့ inventory တွေ prepayment ကျွန်တော်တို့ခုခုကုန်ပြီရဝယ်လို့ရှိရင်ဂျိုပေးအနေနဲ့ prepayment ပေးထားတာတွေရတယ် current asset ပါ Okay. နောက်တစ်ခုကျွန်တော်ထပ်ပြီးတော့နှွေးချင်တာက liabilities ပါ။ liability ဆိုပါလေ company တစ်ခုမှရှိတဲ့အကျိုးသို့မဟုတ်ပေးရရှိတာပါ။ company မှာရရရှိတယ်လို့ business လုပ်နေတာ။ဒါဆိုရင်ကျွန်တော်က credit purchase လုပ်ထားတဲ့အတွက်ကြောင့်မလို့ duty ပေးရရှိတာရှိတယ်။ money that your company owes to others မင်း company တမျိုးပေးရရှိ။ liabilities မှာလည်းနှစ်မျိုးရှိပါတယ်။ non-current liabilities နဲ့ current liabilities. non-current liabilities ဆိုတာကကျွန်တော်တို့ရဲ့ long term loan တွေပါ company ရဲ့ ချီထားပြီးတော့မှတစ်နှစ်တည်းပို့ပြီးပြန်ပေးစရာရှိတဲ့ဟာမျိုးတွေပါလိုဟာမျိုးလဲဆိုလို့ရှိမှ high purchase နဲ့ car installment နဲ့ဝယ်ရတာမျိုးတို့နော် mortgage loan တို့အမျိုးလေးတွေက long term liabilities ပါနောက်တစ်ခုကတော့ current liability ဆိုတာက within 1 year တစ်နှစ်တည်းပြန်ပေးစရာရှိတဲ့ short term loan လေးတွေကာလတို့ချင်းငွေလေးတွေ trade payable ကိုယ်အောင်ကိုယ်လောက်ထားလို့ပေးစရာရှိတာတွေ credit purchase လောက်ထားလို့ပေးစရာရှိတာတွေ other payable တခြားပေးစရာရှိတာတွေ accrue ကနောက်ကျပေးတယ်ဒီလာတော့တုံထားပြီးတော့ဒီတိုင်းမဲ့လာကုန်မှာ ပြရမယ်ဟာပေါ့နော်အဲ့လို accrue ရရတယ် liabilities အောက်မှာရှိပါနည်းနည်းလေးတည်သွားပြီဆိုရင်နောက်တစ်ခုက equity or capital equity or capital ဆိုတာ owner shareholder တွေပိုင်ဆိုင်မှုပါ equity represent the shareholder shares company equity ဆိုပါလေ shareholder share တွေပါ and the company company မှာရှိတဲ့ shareholder တွေပိုင်ဆိုင်မှုတွေ identify on the company balance sheet company balance sheet အောက်မှာဒီဟာရှိပါ equity မှာပါတယ်ရှိလဲဆိုလို့ရှင် share capital ရှိတယ်တစ်ထည်အရင်ဒီဝိုင်းခဲ့တဲ့ share capital ရှိတယ် retail earnings retail earnings ဆိုတာ company စတင်တဲ့ဒီနေ့ဒီချိန်ကြီးအရှုံးမြတ်တွေစုလာတာအဲ့ဒါကို accumulated profit လို့လည်းခေါ်ပါတယ် current year profit ဒီနေ့မြတ်ပါ net profit လို့လည်းခေါ်တယ်လက်ရှိဒီနေ့အတွက်အများကို current year profit လို့ခေါ်တယ် drawing drawing ဆိုတာကတော့ owner took cash or goods for their private use or personal use အထင်းကြီးကကမ္ပဏီကငွေကြီးတော့မဟုတ်ကွန်ပစီကိုသူတို့ကိုကျိုးလက်တော့ဝင်လာတယ် troy အဲ့တော့ဒီအချက်၃ချက်ကို equation ချလိုက်မယ်ဆိုလို့ရှင် asset is equal to capital plus liabilities asset ဆိုတာ capital နဲ့ liabilities ပေါင်းရင်းနဲ့ညီကုန်ကြပါတယ်ဒါဆိုလို့ရှင်ကျွန်တော်ရဲ့ account ကြီးရှင်ညီနေမှာဖြစ်ပါတယ်အဲ့တော့တက်ဒီ account ကြီး equation ရှင်းခိုင်းမယ်ကျွန်တော်တို့က exercise လေးတွေဆက်သွားကြည့်ရအောင်နံပါတ်1 distinguish the following item list the item that are liabilities from those that are assets the equipment list here ni lo chaw ba khwe cha pya am liabilities ka ba le asset ka ba le so khwe cha pya ma ki ba ke number 1 eya ba pya le feature fitting feature fitting so la na chaw lo company ma shi de ပိုင်းဆိုင်တဲ့ပစ္စည်းတွေပေါ့မှာ furniture လိုဟာမျိုးတခြား feature fit တွေရှိပါတယ်။ Land Garden Access ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကသူ asset နဲ့ liability spec ခေါ်ရတာပြီးတော့ကျွန်တော်တင်ရ asset လေးဒီပါမယ်။ Yes, the company asset. Number B O for goods to Mr. Eddie. O နဲ့ to နဲ့တွဲလို့ရှိရင် O to ဆိုတာကပေးစရာရှိတာပါ။ For goods ကုန်ပစ္စည်းတွေပေးစရာရှိတာသူကလည်း Mr. Eddie မစ္စတာအဒီအကုန်ပစ္စည်းတွေပေးစရာရှိတာဆိုကျွန်တော်တို့ကအကျိုးဝယ်တာလို့ပေးစရာရှိတာဖြစ်ပါဒါကြောင့်မလို့ liabilities ပါနံပါတ်6 loan from peter peter ရှာကိုချေထားတာငွေချေထားတဲ့အကြောင်းမို့ဒါကကျွန်တော်တို့ရဲ့ liabilities ပါကျွေးဖြစ်သွားပါပြီပေးစရာရှိပါ plan and machinery plan and machinery ဆိုတာက manufacturing company တွေပါဆိုလို့ရှိရင် ဒါနန်ကာရ SS ပါစပစ္စည်းတွေပါခဲ့တဲ့ကြောင့်တော့နန်ကာရ SS တွေဒီ asset အမှာရှိပါတယ်အဲကြောင့်အဲ SS တွေရေးမယ် bank balance နံပါတ် E bank balance ဆိုတာကျွန်တော်တို့ကံရဲ့ bank account မှာရှိတဲ့ balance ဝင်လာတွေပါဒါဆို bank balance တွေလည်းခါရတဲ့စာအမှာရှိပါတယ်ဒါကြောင့်မလို့ asset ရေးမယ် accrual accrual ဆိုတာနောက်ကျပေးပါနောက် accrual ဆိုတဲ့အဓိပ္ပာယ် service good service တွေယူပြီးသွားပြီဒါပေမဲ့ပတ်စံမပေးရတယ် နောက်ကျပြီပါနောက်ကျပြီဆိုပေးစရာရှိဒါကြောင့်မလို့ liabilities ဒါဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ question number 1ကိုတော့ခေါ်ကြတတ်သွားပြီလို့ယူဆပါတယ်ဆက်သွားလိုက်အောင် question number 2 question number 2က classify the following into assets and liabilities အောက်မှာပေးထားတာရောလေ pair assets pair liabilities လဲဆိုတော့ခွဲခြားပြခိုင်တာ motor vehicle motor vehicle ဆိုကုမ္ပဏီဝယ်ထားတဲ့ကားတွေပါ non car assets ဒါကြောင့် SR မှာရှိပါတယ် receivable receivable ဆိုရစရာရှိရစရာရှိတော့ကျွန်တော်တို့ကုမ္ပဏီကအကျိုးရောင်းထားလို့ရစရာရှိတာပိုင်ဆိုင်မှုတို့မှရစရာရှိတာ asset လို့ကျွန်တော်ပြောခဲ့တယ်ဒါကြောင့်မို့လို့ဒါ asset မျိုးစားပါ petty cash petty cash ဆိုတာက cash ပါပဲ company မှာရှိတဲ့ cash account ပဲဒါပေမဲ့သူက၄င်း daily အသေးဆုံးလေးတွေအတွက် ထားတဲ့အကောင့်ဖြစ်တဲ့အတွက်ကြောင့် panic cash တွေလည်းအဆက်ပါခါရနစာမှာရှိတဲ့ကြောင့်လည်းအဆက်ပါ inventory of goods inventory ဆိုတာလည်းအဆက်ပါဒီကာရဏစာအောင်မှာရှိပါတယ်ကျွန်တော်လည်းဆက်ယူစားပါ payable for goods payable ဆိုပေးစရာရှိတာ for goods ဆိုကွန်ပျူစီတီဝယ်ထားလို့ပေးစရာရှိတာဆိုတော့အကျွေးပါ liabilities ပါ premises premises ဆိုတာက ကုန်ကြီးပိုင်တဲ့ဝန်ဝိုင်းနေပါခြံဝန်းနေပါဒါကြောင့်မလို့ asset ပါ more than one year ပိုင်တဲ့ non current asset တောင်အဆောင်မှာရှိပါတယ် loan from carbon carbon ရချိထားတဲ့ငွေဆိုတော့အကျွေးမှာပြန်ပေးစရာရှိတယ်ဒါကြောင့်မလို့ liabilities ပါ cash at bank ဘာမှရှိတဲ့ငွေဒါဘာမှရှိငွေဒါဒီ current အဆောင်မှာရှိပါဒါကြောင့်မလို့ asset လို့ကျွန်တော်ယူပါမယ် that solution နဲ့ number 2ကိုလည်းကျွန်တော်တို့ကောင်းကောင်းဖြေပြရပါဆက်သွားမယ် number 3 state which of the following are shown under wrong classification ဘယ်ဟာတွေကမှားနေတာလဲဆိုတော့ကျွန်တော်ကဟောပြရမှာဖြစ်ပါတယ် essay အောက်မှာ SM ဟုတ်တဲ့ဟာတွေကမှားနေတာပါ liability အောက်မှာဆို liability မဟုတ်တဲ့ဟာတွေကမှားနေတာဖြစ်ပါတယ်အဲဒါကျွန်တော်ယူကြည့်အောင်ဘယ်ဟာမှားလားမှန်လားနော် essay အောက်မှာဆိုလို့ရှိရင် cashier ban ဘာမှရှိတယ်မဖြစ်တာဘာမှရှိတယ်မဖြစ်တာဆိုတော့မှန်ပါတယ် right right သူက current နဲ့ဆက်ပါ payable ပေးเสียရှိတယ်ပေးเสียရှိတယ်ဆိုတော့ကျွန်တော်အကျွေးပါ liabilities တာကျွန်တော်မှားပဲ wrong receivable receivable တော့ရเสียရှိရเสียရှိဆိုတာ asset asset ဆိုတာပိုင်ဆိုင်မှုတို့ကိုရเสียရှိရဆိုတော့မှန်ပါတယ် current asset right prepayment prepayment ကကြိုပေးပါကြိုပေးဆိုတာ deposit လို့အားမျိုးပါကျွန်တော်တို့ကတကယ်လို့ delivery မလုပ်ဖြစ်ဘူးဆိုပြန်ရအောင်ဒါကြောင့်ရเสียရှိ asset ပါ right မှန်ပါ capital capital ဆိုတော့ဗာလေ capital ဆိုတော့ asset အောင်မရှိပါဘူး equity အောင်မရှိပါဘူးဒါကြောင့်မို့ capital စီ round ပါမယ်မာရနော် round ဒါဆိုလို့ရှိရင်ဒီဘက်မှာကြည့်အောင် asset အောင်မရှိတဲ့မာရနဲ့ဖြစ်ရှိပါတယ် pay တွေပဲရ capital ဒီက liability စောင့်မှာကိုကြည့်အောင်ပါ liability စောင့်မှာဆိုလို့ရှိရင်လည်းမှားတာတွေမှန်ရွေးချယ်ထုတ်ကြည့်အောင် motor vehicle motor vehicle is a asset ဒါဆိုရင်နိုင်ငံ assets လာတဲ့အမှရှိတဲ့အတွက် map round premises premises ဆိုတော့နိုင်ငံ assets ပါ liability အမှရှိနေတာ map ပါတယ် round owing to bank owing to bank busy ရှိတာဘဏ်ကိုပေးစရာရှိတာအချွေးပါအဲကြောင့်မျိုးကျွန်တော်က right member liabilities feature 15 feature 15တော့ကျွန်တော်ရဲ့ နတ်ကားရဆက်ပါကျွန်တော်တို့ live ဒီအောက်မှာရှိတာမှားပါတယ် wrong cash in hand ငွေတက်မှာရှိတဲ့ငွေသားဆိုငွေသားဆိုတာကားရနဲ့ဆက်ပါ live ဒီအောက်မှာဆိုတာမှားပါတယ်ဆက်မှုအောင်အဲဆိုကျွန်တော်ဒီမှာဆိုလို့ရှိရင် wrong ကြီးအများကြီးပါပဲ manner တစ်ခုပဲရှိပါတယ် over the back ဒါဆိုလို့ရှိရင်ကျွန်တော်တို့နံပါတ်3ကိုလည်းကောင်းကောင်းဖြည့်ရှင်းနေပါပါသည်နံပါတ်၄ကိုကြည့်အောင် you are to complete the following gaps in the following table how much is that to be မေးထားတဲ့ gaps တွေနော်ဒီမှာ question mark တွေမေးထားတာဖြည့်ပြရမယ်ဖြည့်ပြရမယ်တွက်ပြရမယ်နော်ဒီမှာပေးထားတဲ့ assets liabilities capital တုံးပေးထားအောင်ခေါင်းစဲအဲ့တော့ကျွန်တော်တို့ကကြားထဲမှာ equation ကိုဒီ equation လို့ခြာရအောင် asset is equal to capital plus liabilities ဒီ equation ကိုကျွန်တော်ခြာရတယ်အဲ့တော့ဒီမှာ asset နဲ့ liability ခြာထဲမှာကျွန်တော် s equal to ဆိုရှိရပါမယ် equation တွေပါ ငါကလာဗလစ်ပတ်စကပတ်တယ်။အကောင်လေးကိုရှင်းပြပေါ့ချိုင်း။အဲ့တော့ဒီမှာနံပါတ် A ပေးထားတာ S ပေးထားတာ6တောင်း liability speed အတောင်းခွန်တောင်းမယ် capital တောင်း။ဆိုတော့ကျွန်တော်တို့က equation ရဆိုလို့ရှိရင် asset ထဲက liability ဆိုနှုတ်လိုက်လို့ရှိရင် capital ရမှာဖြစ်ပါတယ်။၄တောင်းနှစ်တောင်းရှိနံပါတ် B asset ဘယ်လောက်လဲနေထားပါတယ်။ ူပေးထား liabilities ပေးထားတယ်ကိုရော900 capital က3000အဲ့ဒါကိုပေါင်းလိုက် asset ဆိုပါလေ3000ကိုရော900နံပါတ်4 asset ပေးထားပါတယ် liabilities ဘယ်လောက်လဲနေထားတယ် capital က1000 3000ပေးထားတယ်ဒီလိုကျွန်တော်တို့က asset ထဲကဒီ capital ကိုနှုတ်နေ liabilities ရမှာဖြစ်ပါတယ်လက်တောင်းလို့ နံပါတ်2နံပါတ်2ရလေပဲ asset ပေးထားပါတယ်အသိန်း9000အသိန်း9500 liability ပေးထားတယ်9800 capital လေးလဲဆိုရင်ကျွန်တော်က asset က liability ဆိုလောက်လိုက် capital ရမှာလာရလဲဆိုရင်5000 5000နံပါတ်3အဲ့ဆက်ပြီးထားတယ်။ဒါပဲ speed ထားတယ်၄တောင်ခွင့် ကပီတယ်ပေးတာလေ9000ကျော်ဒီနေ့ကိုပေါင်းရင်80000တက်နံပါတ် F နံပါတ် F က SAP ထားတယ်ကပီတယ်ပေးထားတယ် liability ဘယ်လိုလဲမင်းတို့ရှင်ကျွန်တော်က asset ထဲက capital ကိုနှုတ်လိုက်ရင် liability ရှားမှာဖြစ်ပါတယ်9000ပေါင်း90 last one last question G SAP ထားတယ် liability ပေးတာလေ capital ကိုမေးတယ်ဆိုရင် asset တွေက liability နှုတ်လိုက်ပြည့်တယ်ရမှာ down down the town town ဆိုတော့ဒီနေ့ကျွန်တော်ပြောချင်တာ account inclusion နဲ့ပတ်သက်တဲ့ asset ဆိုတဲ့ plus liability တွေဒီချာရီဘယ်လိုခွဲခြားရလဲဆိုတော့ကျွန်တော်ပြောချင်ပါတယ် see you next video bye bye